ကိုကန့်တက် MNDAA သိမ်းပိုက်ထားတဲ့ရှမ်းမြောက်မှာရှိတဲ့လာရှုမြို့ကိုစစ်ကောင်စီတပ်တွေဝင်ရောက်လာရင်အနီးနားမှာရှိတဲ့ထိန်းချုပ်နယ်မြေတွေမှာစစ်အရာတိုက်ခိုက်ခံရနိုင်တယ်လို့စီဒီအမ်ပူကြီးစင်ရောက်ကတန်လွင်တိုင်းကိုပြောပါရယ်မြန်မာနှစ်သက်ကိုတကြံလုံးဧပြီ20ရက်နေ့မတိုင်ခင်မှာကိုကန့်တက် MNDAA ဟာတရုတ်စိုးရဖီအားကြောင့်သူတို့ထိန်းချုပ်ထားတဲ့လာရှုမြို့ပေါ်ကနေဆုတ်ခွာရမယ်လို့သတင်းတွေကြကြပြန့်ပြန့်ထွက်ပေါ်နေပါရယ် လာရှိုးမြို့ပေါ်မှာရှိတဲ့ရက်ွက်12ခုမှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေဝင်ရောက်มาဖြစ်ပြီးကိုကန့်တက်တွေမစုပ်ခွာရင်လေကြောင်းတိုက်ခိုက်မှုတွေလုပ်မယ်လို့စစ်ကောင်စီကခြင်းချောက်ထားတာပါစီရီယံပူကြီးစင်ရောကလာရှိုးမြို့ကိုစစ်ကောင်စီဘက်ကပြန်လည်ဆွမိုးနိုင်ဖို့စေးရရက်တက်နေမှာမဟုတ်တဲ့အတွက်အနည်းဆက်ဆုံးထိန်းချုပ်ထားတဲ့မြို့တွေဘက်ကိုထိုးစစ်ဆင်လာနိုင်တယ်လို့သုံးသပ်ပါတယ်စစ်ကောင်စီကတော့ရက်တက်နေမှာတော့မဟုတ်ဘူးဒါပေမဲ့ MNDA ဘက်ကလည်းသူကလာရှိုးမြို့ကိုပြန်ပြီးတော့ စုံမိုးထားမဲ့အနေအထားမျိုးပေါ့နော်စုံမိုးထားတဲ့အနေအထားမျိုးမြို့ပေါ်မှာပဲကွက်ကွက်ကလေးပဲလှုပ်ရှားရမယ်ရုံထိုင်ရမယ်ဆိုတော့အနောက်ပိုင်းဆွေးနွေးမှုတွေအရာဆိုရင်တော့ကျွန်တော်တို့ဒီဘက်တိန်နီတို့နမ်မတူတို့တီဘောတို့ဘက်တရားနည်းနည်းအဲသူတို့စစ်မြားပြန်ထိုးလာနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့ MNDA အနေနဲ့ကလည်းဒါတော့အတက်နိုင်ဆုံးထိမ့်ချုပ်မယ်လို့ထင်ပါတယ်ထိမ့်မချုပ်ရင်လည်းဆော်လေးကပြောတယ်ကျွန်တော်တို့ဒီတိန်နီတီဘောနမ်မတူကတော့အနေဆုံးဟိုအနည်းဆုံးပေါ့နော် ကိုကန့်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေပါဝင်ဗန်စင်းတွေဟာတရုတ်လက်ထဲရှိနေတဲ့အတွက် MND အနေနဲ့မခံနိုင်တဲ့ဖိအားတွေကြောင့်ဆုတ်ခွာရတာလို့သူကထောက်ပြပါတယ် လောလောဆယ်မှာလာရှိုမြို့ပေါ်ကနေကိုကန့်တက်တွေပြန်လဲဆုတ်ခွာပြီးစစ်ကောင်စီရဲ့ဌာနဆိုင်ရာအဖွဲ့တွေဝင်ရောက်ခါမြို့ကိုဘယ်လိုပုံစံနဲ့အုပ်ချုပ်သွားမယ်ဆိုတာနှစ်ဖက်အဖွဲ့ကသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ခြေဆိုင်ရာလာရှိုမြို့ကို MNDA နဲ့ပူးပေါင်းအဖွဲ့တွေက2024ခုနှစ်အောက်တိုဘာလဆန်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင့်တင်ဖော်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း တရုတ်ဆိုရဟာကိုကန့်တက် MNDA အပါအဝင်စစ်ကောင်စီကိုတော်လှန်နေတဲ့မြောက်ပိုင်းတိုင်းဒေသနဲ့ကိုင်အဖွဲ့တွေကိုတိုက်ပွဲကြက်တန်ဖို့ဖိအားပေးခဲ့ပါသည် MNDA ကိုရေလျှက်စင်ပြီးအင်တာနက်ဆက်သုံးစီအစားအသောက်စေဝါဖြတ်တန်းသွားလာခွင့်စတဲ့ဖြတ်ငါးဖြတ်နဲ့တရုတ်ဆိုရကပိတ်ဆို့ရေးယူခဲ့ပြီးလာရှိုမျိုးကလည်းမဆုံမချင်းရုတ်သိမ်းပေးမှာမဟုတ်ဘူးလို့တတိပေးခဲ့ပါသည်အဲ့အတွက်ကြောင့်နိုင်ငံရေးနီလန်းရဆွေးနွေးသွားမယ်လို့ MNDA ကကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ဖြေလျှော့မှုတချို့ရခဲ့ပြီးဇန်နဝါရီမှာတော့တရုတ်ဆိုးရညှိနှိုင်းပေးမှုရကုမင်းမြို့မှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါသည်ဆွေးနွေးမှုရလက်ရစစ်ကောင်စီနဲ့ကိုကန့်တက် MNDA တို့ဇန်နဝါရီ16ရက်နေ့မှာနှစ်ဖက်အပြစ်ခတ်ရစဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့တရုတ်ဆိုးရဘက်ကထုတ်ပြောခဲ့ပါသည်ဒါပေမဲ့နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေကတော့အပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးတော့တရားဝင်ထုတ်ပြောတာမရှိပေမဲ့ သဘောတူညီချက်အရ MNDA ဟာလာချိုမြို့ကနေစုခွာရမယ်လို့အဲ့ဒီချိန်ကလေးကသတင်းတွေထွက်ပေါ်ခဲ့တာပါစီရီယံဘော်ကြီးစင်ယော်ကတော့စစ်ကောင်စီရဲ့တောင်းဆိုမှုတွေဘလောက်ထိရှိမယ်ဆိုတာမသိပေမဲ့မြို့ပေါ်ရက်ွက်တွေကလွဲရင်ကျန်တဲ့နေရာတွေမှာကိုကန့်တက်တွေဆက်ရှိနေမယ်လို့ပြောပါတယ်ကိုကန့်တက်တွေပေါ့နော်ကိုကန့်တက်တွေကဒါတရုတ်ဖီးယားကြောင့်ပြန်ပြီးတော့ဆုတ်ရတာပေါ့အဲစစ်ကောင်စီကလည်းဘလောက်ထိတောင်းဆိုမှုတွေရှိလဲတော့မသိဘူးပေါ့နော်ဒါသူတို့လုတ်ပေးနိုင်တဲ့အထက်တဲကနေ မလုတ်ပေးလို့မရတော့ဘူးအသေးဆုံးဟာတစ်ခုကိုပဲဒါလုတ်ပေးလိုက်တာပေါ့နော်ကျွန်တော်တို့ဒီမျိုးပေါ်12ရက်ကွက်မှာပဲအုပ်ချုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမျိုးအထွက် AD တရား AD တရားဘုဘက်ကိုသူတို့ကြော်လို့မရပါဘူးပြီးရင်ကြံတဲ့မျိုးနယ်တွေအော်ကြံတဲ့ကြေးရွာတွေကလည်းအကူကန်ရဲ့အထုဒေတာတက်ထဲမှာပဲဆက်ရှိနေမှာဖြစ်ပါတယ်ဒါကြောင့် MNDA တက်တွေလာရှုမျိုးပေါ်ကနေစုခွာရပေမဲ့မျိုးပြင်းနဲ့ကြေးရွာတွေမှာတော့ဆက်လက်နေရာယူထားမှာဖြစ်လို့စစ်ကောင်စီကတော့ခေါင်းဝင်ကိုဆန့်ပြွာကိုတုံးလာမှာပဲလို့ထောက်ပြပါရည် ညီနာမမေဖွဲ့ဝင် MNDA အပါအဝင် TNL နဲ့ AA တို့ဘယ်လိုထိန်းချုပ်မယ်ဆိုတာစောင့်ကြည့်ရမယ်နေသားဖြစ်ပြီးလာရှုပ်မြို့ကိုလက်လွတ်ပေးလိုက်ရရင်တော့စစ်ကောင်စီကစစ်ပောင်ထက်ချက်လာမှာပဲလို့သူကမှတ်ချက်ပြုပါတယ်။လက်ရှိမှာတော့ညီနာမမေတုံးပွဲဟာအင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ကိုညီကေဇယ်ရီနဲ့ပြန်လည်ထူထောင်ရေးတွေထိရောက်ဖို့ဧပြီလတလအတွင်းထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ပဲအပြစ်ခတ်ရဲစဲထားတာပါ။ ဒါပေမဲ့ယာယီအဖြစ်ရဲ့ကြီးညာထားတဲ့စစ်ကောင်စီတပ်ကတော့ရှမ်းမြောက်နဲ့ရခိုင်ပြည်ဝင်တခြားဒေသတွေမှာအင်အားဖြည့်တင်တာတိုးချစ်စင်တာအပြင်လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ TNL နဲ့ AE တို့ကသတင်းထုတ်ပြန်ထားပါတယ်။